အလုံးမဲမင်္ဂလာပါအခုတစ်ခေါက်ဖက်မဲ့ခေါင်းစဉ်လေးကတော့အင်ဂျင်ဈေးလို့အမည်ရပါတယ်ဒါဆိုရင်ဒီအင်ဂျင်ဈေးလေးထဲမှာရောဘလို့အဖြစ်ပြက်တွေနဲ့ရှိနေမလဲဆိုတာကိုနားဆင်ကြည့်လိုက်ရအောင်ပါဝေးစင်းရော်တွေနေတဲ့မြို့တော်ဖြစ်မဟုတ် ကန္နာတစ်ပင်တွေနေတဲ့မြို့အင်ဂျင်ထရပီကန္နမာခတ်တာခရီးတဲ့ရက်ွက်ဈေးကလေးတွေရဲ့နာမည်နာမဖြစ်တဲ့မိုးနေနှုတ်နှုတ်လေးတွေကြောက်ဝင်နေသည့်ယခုလိုညနေခင်းမျိုး၌ အင်ဂျင်ဈေးဘက်သို့လမ်းလျှောက်ရသည်ကို ကျွန်တော်နှစ်တက်သည်အင်ဂျင်ဈေးမှ မုတ်ဖက်နေရဘူးဝင်လာဖို့အင်သူတက်ထားကမာချလိုက်တာလည်းရှိသည်ကျွန်တော်သည်တိုက်ခန်း၏ရှေ့ဘက်သို့ထွက်လိုက်သည်ကွန်ကရစ်လမ်းမပေါ်သို့ခြေချမိကလေးကမုန်းကျမှုတိတ်တိတ်သေးလေးလံမှုတို့မှလွတ်မြောက်သည့်အရာတော်ကိုထိတွေ့ခံစားရသည် ကျေလွင့်သော စိမ့်လန်းသော ပြန့်ပြောသောတဘာဝပတ်ဝန်းကျင်မျိုးကသာပဲဤသို့သောရာတာကို ပေးနိုင်မည်ခြင်းသည် လွန်ခဲ့သော၅နှစ်သို့မဟုတ်၆နှစ်ပူရာအိုတို့ရောက်ရှိသွားခဲ့သည့်ကနအူးနည်းရဲ့များတို့ကစိတ်ခံစားမှုကို ပြန်၍အမှန်ရသည်မြကြီးနာမလီရင်တက်ခဲ့ကလေးကမလီခမြစ်ကိုငုတ်ငေးကြည့်လာခဲ့သည်တောင်တန်းမြင့်ကြီးတွေအကြားနွန်ဝါရောင်ကျိုးတွေကလေးခွေလျောစည်းစင်းနေပုံကိုကြည့်ပြီးပိန်ငယ်ခြင်းမိသည်တုံတန်းကုန်းမြင့်တွေကြားကပူတာအိုနဲ့ပူတာအိုလေးစိတ်တို့မရောက်မီမြင်းသိဝင်တန်းမစိုးရင်ခုန်စမြဲဖြစ်သည် တောမူရာယုံလေးနဲ့တူသောအဆက်အုံလေးကို တွေ့လိုက်ရချိန်မှာစိတ်ပြက်သွားမည်အေးဆက်ကြမ်းရှာသည့်ဥရုယာသည်ဤရန်ကားသောနန်းရှုပ်ကြည်သည်မှုကိုမမြုံမလစ်ခံစားလိုက်ရသောအခါတွင်မူရင်ဖိုမတန်းသည့်အပြိုဖျန်းမလေးဤဆိုထိတ်မှုကို ကိုချင်းစာဖို့တတိယသွားနိုင်သည်ကျွန်တော်ရောက်သွားသည့်ဥရုယာသည်ကစောင်းခေါင်ခေါင်ကြီးနေ့လယ်၁၂နာရီမုန်းတဲ့ချိန်မှာပင်နေရောင်ကိုမမြင်ရအေးဆက်အုံမိုင်းထုံထိုင်းနေသည် အရေးတက်ကအနှွေးတဲ့ထူထူတဲ့စူးပေါင်နေသည်ကျွန်တော်ကို အလုတ်လွှဲရမိကိုစော်မင်းကဒေါ်ဘူရန်ဆိုင်သို့နွားနုလိုက်တိုက်သည်ဆိုင်ထဲတွင် တွေ့သည့်ဌာနဆိုင်ရာဝန်ထမ်းတချို့ကခေါင်းစော်ကြီးတွေနဲ့နောက်အခါစိုးတူကောင်းပတ်မိတ်ဆွေများဖြစ်လာမိသူတို့၏ပုံမှန်တွင်မျိုးကို တွေ့မြင်ရတာစိတ်တက်ကြစရာတစ်စက်မှမရှိဥရုယာသည်နှင့်တူညီစွာပဲအေးဆက်ဆုံးထုံထိုင်းနေသည်ရေခဲတောင်နှင့် နှင်းမောင်ကန်နေရအလဲမှာမုံမောင်၍နေသည်တောင်မြင့်ကြီးများဆိုင်းဆိုခြင်းခံနေရ၍မပြန်သက်နိုင်သည့်အတောင်ကျိုးငှက်ဤခံစားမှုနှစ်ပတ်ကျော်သောအခါမြို့နယ်အရာကြီးကမလိခမြေကမ်းရှိ ကောင်းမှုလုံဖရာတို့တွားဖူးဖို့တိုက်တွန်းသည်ဌာနဆိုင်ရာဆိုင်ကယ်အဆုပ်ကလေးကိုဆရာတပည့်နှစ်ယောက်စီးသွားရင်ဇီးအွန်တို့အယောက်တွင်ပြင်ကျဲကြီးတစ်ခုကိုဘွားကနေမြင်ရသည် တောင်တန်းနှံရံကြီးတွေကို ဒေးဗစ်ကော်ပါဖီကအဝေးသို့ရုတ်တရက်ဖယ်ရှားပစ်လိုက်တယ်လို့မျိုးစိမ့်စုတော့ပါတော့မြင်ကွင်းကျည်ကြီးကိုတွေ့လိုက်ရခြင်းဖြစ်သည် ကျယ်လွင်သော ပြန့်ပြောသောအစိမ့်ရင့်ရင့်မြင်ကွင်းကြီးဖြစ်သည်ရှုမြော်ကင်းကြီးကိုတရှိုက်မမတ်ကြည့်မောရင်မုန်းသိပ်တင်းကျက်နေသည်များမှလွတ်မြောက်သွားသည့်အရာတာကိုတိတိတသာ ခံစားရသည်နှစ်များစွာကြာသည့်အချိန်ထိုခံစားမှုကို အမှတ်ထင်ထင်ဖြစ်နေသည်ဝိမုတ်တိလွတ်မြောက်ခြင်းရတာ ယခုလဲတိုက်ခဲများရှိဘက်ထွက်လိုက်သည်နှင့်ကောင်းမှုလုံတော်ဒေါ်လာကိုပြန်အောက်မေ့သွားသည်မိုးနှင်းနှုနှုလင်းများသည်ညနေကြီး၏ဆက်ကူပန်းချုံတွေထဲသို့မှုံမှုံဝဲဝဲကြဝဲနေသည်ကိုကရက်လမ်းမကတော်တော်ကျဲသည် အမတ်ခွန်အထက်တန်းကျောင်းမရောက်မီလက်ဝဲဘက်သို့ချိုးကွေးလိုက်သည်တိုက်အုပ်စုနံပါတ်1200ကျော်များကိုဖြတ်သွားရင် လက်ဆက်ကြီးလေးကို ရင်းတအုံလုံးဝါဝါမောက်မောက်ယူလိုက်သည်လက်တွေကို အာပတယဆန်လွေးပြလိုက်သည်တောအဆက်ကိုဖျက်၍တိုက်ခတ်လာသောလေက လက်ဆက်မွေးများနေသည်မောက်တို့အုံမှာငှက်ပြာဝူကြီးတောက်ရည်ရည်သက်ကြည်အေးကပြားကလွမ်းမဖို့ကောင်းနေပြန်တော့သည်ကျွန်တော်သည်မောက်တို့အုံ၌တိတ်နှိတ်၃၄ဆို၍စိတ်လွတ်လက်လွတ်ကြည့်ကိုပဲ ခုံပေါက်နေပြီသည်တောအုပ်ဆက်ကကိုင်းမင်ရိုင်းရိုင်းတို့ကိုမျောကြည့်လျင် ဟိုးဝေးပြက်ပြက်မှာခြေသွားလန်းဖြူဖြူလေးကိုမြင်ရသည်တောလန်းကလေးကကျောင်းစင်းလုံးကြီးခပုံစတဲ့မှာမြေပြူအကျိုးလေးတစ်ချောင်းကပိုကယူပြုတ်ကျနေတယ်လို့ပဲဖြစ်သည်ခြေပြက်နဲ့ဆိုင်တော်တော့အုပ်ကြီးတဲ့ခြေသွားလန်းလေးဖွေးနေအောင်ထင်းထင်းဆွဲကြံသည်သည့်တိမ်ဖန်များစွာဘဇူတွေများလျှောက်သွားခဲ့လေတယ်ကွယ်မုတ်ဆူလိုတစ်ခုတမလိုအနိအနာရွာသားတို့လိုဒါမှမဟုတ် ဟိုတုန်းကကတစုံတစ်ခုသောယုံကြည်မှုအတွေ့လှုပ်ရှားခဲ့သောသူတို့ကျင်လည်ကျဆားခဲ့သည့်နေရာနက်ဆိုင်တည်တည်လာသည့်ဒေါ်ကြီးမြမဲအဲဒီဒေါ်အုပ်ထဲမှာကွန်ကရစ်လမ်းမကြီးတွေဘွားကနေပေါ်လာခြင်းတန်းနာသစ်ပင်တွေတိုက်အုပ်စုကြီးတွေအထွေးလိုက်အဆုလိုက်တအုပ်ဓမကြီးပေါ်လာခြင်းဖြစ်သည့်အံ့ဩစရာပဲလို့မောင်လုံးတော်ညံ့များတွင်တိုးကောင်တို့ချောင်းမြုံတက်သည့်နေရာချင်းငယ်ဆိုင်ဆက်တို့အစာချာတက်သည့်နေရာ အမောင်ဤတည်တည်မှုနဲ့တိတ်ဆိတ်ငြိမ်သက်မှုတို့အုပ်ဆုံးမင်းမှုနေရမည်နေရာ အခုလက်စစ်မီဝါချင်းချင်းတွင် ဖွေးဖွေးလှုပ်လင်းပြက်နေသော နေရာဖြစ်ခဲ့ပြီးမြို့တီလင်းကျော်မြို့တီချင်းလောနန်းတီချင်းလော အမရပူရမနေ၍နန်းမြို့ပြောင်းရန် ကျုံမြောင်းတူးစဉ်အခါကဝန်နှင့် ပုံနာတို့မြစ်တားခဲ့သည်ဒီကိုဆက်နေကျိုးဝတ္ထုเสียပြောခဲ့ပူရာ အမယာသည်မြစ်ရမုံချာတေလာယုမစီးရန်ခစီမုံတိုင်းရထံအစံခီးတက်မဆုံးရမပါမင်းရှိရာကိုကွယ်မြူနင်းတို့ဝေသောစောင်းညနေခင်းများ၌မြောက်ပြန်လေတဲ့ဝင်လွဲလာတတ်သည့်တေးသင်တစားကိုများ ကြားလိုက်ရပြီဆိုလျင် ရင်သည်ဆွေးနှဲ့နှုံးခွေသွားခြင်းမည်သည် တို့တော့ဒီညနေမှာတော့ဖြင့်ကျွန်တော်ဒီတော့အုတ်ခင်တဲ့နေပြီးမှာချာရှည်ဆွေးနဲ့မနေနိုင်ပါမိုးဟင်းကြီးတွေကြံနေလို့ပြန်လာရင်မုတ်ဖက်ဝယ်ခဲ့အောင်တက်ထားကမှာချလိုက်တော့ကြောင့်ဖြစ်သည်မိုးများတလေးများသည်ဘုံမိုးရွာသလိုမျက်နာပေါ်သို့တဖောက်ဖောက်ကြာရောက်ပောက်ကွင်းနေခဲ့သည် ကျွန်တော်ဒီအမှတ်ခွန်အကြောင်းကိုတပတ်ပြန်ပတ်၍ရွှေကြပင်အဝိုင်းထိရှောက်သွားလိုက်သည်ထို့နောက်ဝဲဘက်သို့ကြွေချိုးလိုက်သည်ထိုလန်းကလန်းခြင်းမဟုတ်တို့တော်တွေ့လျော်သည်ကျေပြိုးပြေပြေသည်ထိုလန်းကလေး၌ရှောက်ရသည့်အခါတိုင်းအချို့အစေကြံနိုင်၍အစွမ်းကုန်ထွားဝေဖူးပွင့်လှပနေသောမိန်းမတစ်ယောက်ဤပြည့်တင်း၍ဤသည်လက်မောင်းဦးပေါ်မှလမ်းတလားနေသလိုခံစားရသည်လမ်းဤနဘေးတွင် ်မြေသားနီနီလွင်ပြင်တစ်ခုရှိသည်ပြည်မြို့မင်းကြီးတောင်ပေါ်မှာကိုရင်လေးတွေဘောလုံးကန်သောလွင်ပြင်လောက်တော့မကျဲဝန်းသို့သောမြေသားပြင်ကရင်ခုန်စရာဆွေးဆွေးနေရနေသည်ထားလဲနှင့်နှမ်းဖဲကြဘောလက်ခဲသွားလန်းချနဘေးကမြေသားနီမျိုးလမ်းဤဝဲဘက်မှာညစ်ပေပေရင်နေသော ရေကန်ဟောင်းကြီးတစ်ခုရှိသည်ကျွန်တော်သည်ရေကန်ဟောင်းကြီးကိုပတ်၍လက်မောင်းအိုးကြီးပေါ်မှလမ်းတလားနေလိုက်သည် ရှေ့တူးရှုမှကိုကိုပင်တန်းအုပ်အုပ်ကိုလှမ်းမြင်နေရပြီးအစိမ့်ရံအမုံများနဲ့အုတ်တိုက်သုံးခုသည်ကုန်းမြစ်စင်ကျင်လျော်တဲ့ရောက်စီရစီတွေ့တန်းနေသည် အင်ဂျင်စီနက်နက်ခင်များဆိုရင် ကျွန်တော်သည်အသားစိမ့်နဲ့ငါးစိမ့်နဲ့များထုံဤနေတဲ့သောဈေးအဆောက်အုံများတဲ့သို့ဝင်လေမရှိပါ ုကိုပင်များအောက်မှခင်းကျင်းထားသောဟင်းရွက်တန်၏ဖန်းစားညှို့ငင်မှုကြောင့်ဖြစ်သည်ထိုဟင်းရွက်တန်ကကျွန်တော်၏ငယ်ဘဝကိုပြန်သတိရစေသည်ကျွန်တော်တို့ငယ်တုန်းကစီပင်သာယာမှစတွန်းရှင်ဆိုသောဆေးရည်ကြီးနှင့်အတူအိမ်လာကမပေးရသည့်အဆောက်အုံတစ်ခုထဲမှနေသည်အတူချက်ပြုတ်စားသည်လစဉ်20ရက်ကျော်လင်းကျွန်တော်တို့ရိတ်ခါအိတ်ကပြားသွားပြီပြက်တုံးလက်တုံး23ဟုမနဲ့လင်းတင်သည့် ပြန်တူရေရွက်ကပက်ဆန်အကျွေစိတ်များကိုရေတွက်ရသည်တယောက်ကထမင်းအိုးတယ်လျင်တယောက်ကဈေးသွားရသည်ငားဆိုလျင်လက်တဲ့ငားမဝယ်နဲ့ဈေးကြီးတယ်ဟင်းသီးဟင်းရွက်ဆိုရင်လည်းဈေးကြီးတာမဝယ်နဲ့ခင်းကျင်သီးလက်ဆက်တာမဝယ်နဲ့မုံလာအိုးနီမဝယ်နဲ့နွမ်းမသေးမဈေးချိုသည်ဟင်းရွက်ဆိုကြံမဆိုင်ကြိတ်လံဝဲခွင့်မရှိကေစွန်းချင်မောင်များများဝယ်ဒါမှအစားခံတဲ့အာလူး ကြက်တော်နီနဲ့ငရုတ်ဒီစိမ်များများဝဲရင်းတရရွတ်တွေကျန်နေတာကိုဘဲဥတလုံးနဲ့ကြော်စားရမယ်။ဘူးစီတစိမ့်ပြုတ်ပြီးငန်းပြားရီတစုံပေါက်ထဲလက်လျင်အရသာရှိသောဟင်းချူပူပူတစ်ခွက်ရပြီ။သူအုံးနဲ့သူစင်တန်ယုံစားခဲ့ရသော ပိန်လီလီငယ်ဘဝကဝေးပြီထင်ရတော့လဲအင်ဂျင်စေဤဟင်းရွက်တန်းကပြန်လဲအောင်မေ့စေသည်ခရမ်းကျင်သည်နှုံဖက်ဖက်အာလူပိတ်ရှုံများနဲ့ချက်မုံရဲ့စည်းလေးတွေမြင်လင်းဟိုတုန်းကဘဝမှာမဝေးလျားလာပါတော့ငပြီမတအိုးချက်ရွှွန်စော်နန်နီမန်တီလျန်နဲ့ကျိမ့်မိစားခဲ့ရတော့နေ့ရက်များကို မလွမ်းပဲမနေနိုင်အရာရှိဖြစ်ရင်ဒီဘဝကလွတ်ပြီးကွနှစ်ယောက်သားအော်၍စားကြက်ခဲ့ကြသည်ဆာမူပဲတွေဖြေခဲ့သည် အနှစ်20ကျော်ကြာသောအခါအရာရှိတော်ဖြစ်ခဲ့ပါရဲ့အလူလူအလဲလဲအရာရှိအပြောခံအဆိုခံအရာရှိကျွန်တော်ကအရာရှိဘဝနဲ့စာရည်သူအမိနာမကို ပြန်တူလိုလိုရခဲ့သည်နှစ်ဘဝလုံးကိုကျွန်တော်မြင်လို့သည်ကျွန်တော်ဝတ္ထုတွေပုံနှိပ်စလုံးနဲ့စတဲ့မြင်တွေ့ခွင့်ရသည့်အချိန်ကမြန်မာပြည်တနန်တလျာနိုင်ငံသားမပါနှစ်ပေါင်းများစွာရောင်ချာချာနဲ့ကျွန်တော်တို့ပြောင်းရွှေ့သွားလာနေတုန်းကတင့်မောင်ကိုလုခဲ့သူတချို့ ဘောလုံးပွဲလောင်းလိုက်လောင်းကစားတိုင်လှုပ်လိုက်နဲ့ကြီးပွားလာခဲ့သူ တချို့သည်အပြောင်းလဲတစ်ခုမှတန်ချောင်းခောက်သူဖြစ်လာသည် ပြည်သူအကျိုးငါကြကြော်အော်၍အော်လန်လီကျဲဖြစ်ခဲ့သည်အတုကအစစ်ထက်ပို၍စစ်နေပြန်တော်သည်ရှုထထောက်တိုင်အဖြစ် အစစ်များနှင့်ရုံးတော့ကမိမိကိုယ်ကိုပုံဝင်ခံပြီးတကလာ ကျွန်တော်တို့ကိုစောင့်ကြည့်ထင်ကြောင်းဒါမှသာထိုင်းနိုင်တိုင်းနိုင်ငံတန့်ရှင်းပြီဖြစ်ကြောင်း တိုးတက်မည်ဖြစ်ကြောင်းအကျင့်ပြည့်ဝန်တန်းတွေကို အမြင့်ပြုတ်အောင်ချီမုံခုတ်ထွင်းတုတ်တင်ရမည်ဖြစ်ကြောင်းအာပေါင်းအာရင်တန်တန်နဲ့အကြီးအကျယ်ခြေချွတ်တိုက်ခတ်နေသည်တော့ဖြင့်လွန်နာကျင်စွာရဲတန်းသွင်းလိုပါသည်တက်ယူရသော မျက်ရည်တစ်ပေါက်ဟူ၍မဆူနိုင်တော်မှဥဆွေးဆံမည်ဟူ၍မဆူနိုင်တော်မှကျေပခုံးထနေခဲ့သောအသည်နှလုံးကို ရင်ဘတ်ထဲကဆွဲထုတ်ပြခြင်းသည်ကျွန်တော်သည် ကိုယ်ကိုယ်ပင်တန်းများအောက်မှဖြစ်၍ အင်ဂျင်စီအဆောက်အုံတဲသို့ဝင်လိုက်သည်ပုတ်အဲအဲအနံ့ထွေရင်ရင်တလောင်းလောင်းထနေသောတန်ငါရန်ကဈေးတယ်မတွင်မှိုက်တွင်နေသည်ကို တွေ့ရသည်အဆောက်အုံထဲမှဖြတ်ထွက်လိုက်သည်ဒီဘက်မှလည်းဟင်းရွက်တန်တခုရှိသည်ခောက်ဆွဲတုပ်ဆိုင်ကိုလွန်သောအခါမုတ်ဖက်ဆိုင်ရှိသူရောက်သည်ဘောင်းမီဘေးအိတ်ထဲမှပတ်ဆံကို၌သည်ဟင်းမုတ်ဖက်ဆိုင်ကဟာလာဟင်းလင်းဖြစ်နေသည်မုတ်ဖက်တဲကိုမတွေ့သူ့ဆိုင်နဘေးကအကျော်တဲကိုမေ့ကြည့်လိုက်သည် ပြောင်းသားပြီလေမုတ်ဖက်မထွက်တာနှစ်ရက်ရှိပြီ ဟုတ်ပါရဲ့အင်ဂျင်စင်းမရောက်ခဲ့တာ တပြက်ကျော်ပြီပဲဟုတ်ဗျာမုတ်ဖက်တွေကဝင်တက်လားဒါမှမဟုတ် ဟုတ်ပါရဲ့ရှင်ဒီအင်ဂျင်စင်းထဲမှာမုတ်ဖက်ရောင်တာခင်းရွက်ရောင်တာအတုပ်စုံရောင်တာဝင်တန်းမိသားစုတွေကြီးပါပဲဆရာလည်းဝင်တန်းမဲမဟုတ်လားဟုတ်ဟုတ်ပါလေဒါနဲ့မုတ်ဖက်တွေကဘယ်ဌာနကလဲတဲ့ခဏခဏမုတ်ဖက်လာဝယ်နေတာတော့မှမတည်ဘူးလားသူကမန်နေဂျာကတော့လေဗျာ မန်နေဂျာဘာမန်နေဂျာလဲဗျပြောစမ်းမအောင်ဘန်မန်နေဂျာကတော့ပါတယ်ရှင်ခုသူ့ယောက်ျားပြောင်းရလို့လိုက်သွားပြီမဟုတ်ဖက်မရောင်းတော့ဘူးကျွန်တော်ဒီအင်ဂျင်စိမ့်မှပြန်ထွက်ပြီးကိုကိုပင်တန်းဘတ်သူရောက်လာခဲ့သည်ညနေစည်းကကွဲနေပြီပဲမနက်ဖက်မှရောင်းမကုန်ခဲ့သောရှားနေကိုအော်ရောင်းနေသောလက်ပွေသမားလေးကိုဝင်တိုင်မိသည်သူ့ကိုကွေးဆောင်၍စိတ်ပြက်လက်ပြက်နှင့်ထွက်ခဲ့သည်သူ့ကိုဆောင်၍လွတ်တော်လဲ သူဤဆူဆူဝဝအတံကိုတော့ဖြင့်ရှောင်ရမလွတ်ခဲ့ပါဝန်ထမ်းတွေအကျင့်ပြတဲ့ခြားစားတဲ့ဝန်ထမ်းတွေကိုထိရောက်စွာအယွတ်ယူတော့မယ်ဟေ့ထောင်ချပစ်မယ်တဲ့ကျွန်တော်ဒီအုတ်ခဲကျွတ်တစ်ခုကိုကောက်၍ညစ်ပေနေသော ရေခဲဟောင်းကြီးစီတို့နာနာချင်းချင်းကြီးကိုပဲ တက်အကုံလွှဲ၍ပြပောက်လိုက်ပါသည် Face Magazine 2013ခုနှစ်ဒါကလည်းအမှန်တရားဖြစ်ပါတယ်နိုင်ငံတစ်ခုမှာ ။ပို့ချို့သူကအဓိကစီမံခန့်ခွဲသူဆိုရင် နောက်ထပ်လိုက်နိုင်ရမယ့်အရာ လူလူကတော့ဝန်တန်းမိသားစုတွေပဲဖြစ်ပါတယ်။ဆိုဝန်တန်းမိသားစုတွေကပြည်သူနဲ့တိုက်ရိုက်ထိတွေ့ရတာဖြစ်တဲ့အဲ့ဒီဝန်တန်းတွေကိုယ်တိုင်က အချင်းဖြက်အချင်းပြက်ခြားစားနေမယ်ဆိုရင်တမမဟုတ်အုတ်ချို့သူလူရန်စားကပဲသူ့ကိုအချင်းပြက်ခြားစားမှု ခွင့်ပြုထားမယ်ဆိုရင်လိုက်လျောထားမယ်ဆိုရင် ပြည်သူတွေရဲ့အတွက်နစ်နာမှုကအများကြီး ်ရှိပါတယ်ဆိုတော့ဝန်တန်းတွေဆိုတာကပြည်သူနဲ့တသားတည်းနေရမယ်နေနေပေးရမယ်ပြည်သူတဲကပြည်သူ ဖြစ်ပါတယ်ဆိုတော့တကယ်လို့များအုတ်ချို့သူလူတန်းသားကကောင်းမွန်စွာဥဆောင်မယ်ဆိုရင်ဝန်တန်းကိုလည်းဝန်တန်းအလျောက်ဝန်တန်းတွေစီကနေစီစဉ်သွားမဲ့ပြည်သူတွေစီကိုအလျောက်အားလုံးကို တစင်းတစင်းစီစဉ်မြင်မြစွာ ရောက်ရှိခဲ့မယ်ဆိုရင်တော့ဒါကောင်းမွန်တဲ့ရလက်ဖြစ်လာမှာပါ။ဆိုအလုံးကိုဝချစ်စစ်တင်ပါတယ်။နောက်ထပ်စာပိုက်ကလေးမှ ပြန်လည်ဆုံတွေ့ပါမယ်။ဒီစာအုပ်ကလေးကတော့တကယ်ဖိုက်ဖက်ရတာထိုက်တန်ပါတယ်။